ဆေးလေးနဲ့ဇာနီကိုရအောင်ယူထားတာဆိုတော့တို့ကအပြင်မှာလည်းအိတ်ဆေးကိုလိုချင်ပါပေါ့ကျမတယောက်ကြောက်ကိုလိုချင်တယ်ကျမရဲ့အချစ်တည်းမှာသူရုံးလို့မရတုပ်လို့မရတခါမှလည်းလိုအဖေကတမီးအပြိုရွယ်လောက်ရှိရဲ့တမီးကိုပိုင်ဆိုင်ထားတဲ့အဖေတခါမှမလုပ်ဘူးဆိုတော့အဲ့နေရာလေးမှာနည်းနည်းလေးခက်ခဲပါတယ်ဇာနေပြည့် တော်ပေါင်းဝင်တင်းဆောင်တာပါတယ်ဒီထဲမှာကျွန်တော်တို့ကတောင်းတောင်းောက်ကမိသားစုပေါ့နော်ကျွန်တော်မိန်းမနဲ့ကျွန်တော်သမီးပေါ့ဒီထဲမှာဒီမိသားစုကဘယ်လိုတကူအောင်ဆံမလဲဘယ်လိုရမက်ကြီးမလဲဆိုတာမျိုးလေးပါမယ်မိသားစုတစ်ခုမှာရမက်တွေလောဘတွေအတ္တတွေပါလာတဲ့အခါမှာဘယ်လိုပြောင်းလဲမှုတွေဖြစ်တယ်ပတ်ဝန်းကျင်ကိုဘယ်လောက်ထိဒုက္ခပေးလဲကိုယ့်ကိုယ်ဘယ်လောက်ထိပြန်ပြီးတော့ဒုက္ခပေးလဲကိုယ့်ရဲ့စိတ်တွေကိုဘယ်လိုပြန်တတ်လဲဆိုတာကိုကျွန်တော်ကိုယ့်ကိုယ်ကိုယ်မြင်အောင်အကောင်းဆုံး message ပေးပြီးတော့ပုံပေါ်ထားပါတယ်အဲ ဆဲကြမယ်ဆိုတာလည်းသိပါတယ်ကြိုပြီးတော့လည်းပြင်ဆင်ထားပါတယ်အစဲခံရမယ့် character ကိုဟိုလက်ခံပြီးတော့အစားရရိုက်ထားတာဖြစ်တဲ့အတွက်အစဲခံရတာပဲဒီကောင်းမှာကျင်းနေပါတယ်ကျွန်တော်ဆဲပေးကြပါလို့ကောင်းဆိုပါဟုတ်ပါနည်းနည်းခက်ဆွာဆွာခက်တော့တော့ခင်ဝီပုံစံမျိုးလေးညားမှာပေါ့တူစည်းလေးနဲ့ဇာနီကိုရအောင်ယူထားတာဆိုတော့တို့အပြင်မှာလည်းအဲ့စည်းကိုလိုချင်မှာပေါ့ ်ဆက်ကနားရကြဒူရန်အပြစ်မှာတော့သုံးပါလေလို့တကယ်ချင်းတွေကိုမုတ်စားဖို့ခေါ်တဲ့အချိန်မလာရင်တော့တူသီးလေးနဲ့ပဲခေါ်လိုက်တော့ကိုကြောင်ဆိုင်နဲ့မယူကတကယ်ကိုစီနီယာဖြစ်တဲ့အတွက်အစပိုင်းကတော့ကြောက်တာပေါ့နော်တေချာပြင်ပြီးတော့အဖေနဲ့မပြည့်အော်နိုင်ပါမလားပြင်ပြီးတော့ တေချာတရုတ်ဆိုင်လိုက်မှာမှဆိုရကြောက်ခဲ့ဒါပေမဲ့ပထမအဆုံးစစ်မှာねကိုထောက်ဆိုင်နဲ့မယူနဲ့တရုတ်ဆောင်ရမ်းစီပေးခဲ့ပါတယ်အဲ့တော့ Jelly character ကိုအကောင်းဆုံးကြိုးစားထားပါရှင်အဖေဖြစ်သွားတာပေါ့နော်မမပုံကအဲ့ဒီအဖေစရိုက်ရတဲ့ဆင်းမှာကျွန်တော်တော်တော်ကြိုးပမ်းခဲ့ပေးရတယ်အဲထောက်ဆိုင်စားအဖေဖြစ်မနေဘူးနော်အကိုဖြစ်နေတယ်တော့ဆိုပြီးတော့ပြန်လာအဲ့လိုမျိုးအပြင်မှာလည်းညီကောင်မောင်နှမတွေအကုန်လုံးကငယ်ငယ်မမေရင်းနင်းနင်းနဲ့ဆိုတော့လေ တခါမှလည်းလိုအဖေကသမီးအပြိုရွယ်လောက်ရှိတဲ့သမီးကိုပိုင်ဆိုင်လာတဲ့အဖေတခါမှမလုပ်ဘူးဆိုတော့အဲ့အဲ့နေရာလေးမှာနည်းနည်းလေးခက်ခဲပါတယ်။နောက်ပိုင်းမှာတော့မက်ဘုံရဲ့မြင့်တင်ပေးမှုတွေနဲ့ကျွန်တော်ရဲ့ ကိုပိုင်ပြင်ဆင်မှုတွေပေါ့နော်ဒီရိုက်နေစဉ်အတွင်းမှာပဲတခြားအရာတွေကိုအတူခိုးပြီးတော့ပြင်ဆင်လိုက်ရတာမျိုးလေးတွေရှိတယ်အဲ့ဒီအတွက်အကောင်းဆုံးဖြစ်ခဲ့လို့ထင်ပါတယ်အမေဆိုတော့အဲ့လိုအမေတော်မလေးသူကရိုးရိုးအမေမဟုတ်ဘူးအဲ့လိုသမီးနဲ့ကိုနဲ့ကလည်းအရွယ်မတိမ်မရင်ဖြစ်နေရဲ့အဲ့အပြင်ကကိုကလည်းအဲ့လိုဟိုတောက်လျှောက်ပွားတာပွားတဲ့ပြင်သူကလည်းကိုရဲ့အဲ့လိုကိုအချိုးတိုင်းအဲ့လိုတချိုးတည်းလာတဲ့ခါကျတော့လေအော် ကိုယ့်ကိုပြန်မြင်နေရတယ်လို့ဖြစ်နေပုံစံမျိုးလေးပေါ့ဟုတ် chemistry မိရဒါမှစဆချင်တော့တရနေ့လောက်နည်းနည်းစိမ့်နေတာကနေနောက်ပိုင်းရက်တွေကျတော့ရရတာကအဲ့လိုအဆင်ပြေသွားတယ်နောက်ဟိုအေးယူလည်းမရပါဘူးနော်ဟိုကျန်တဲ့မိသားစုတွေနဲ့တရုပ်ဆောင်ရတဲ့ခါကျတော့အဲကျန်တဲ့လူတွေနဲ့ကျတော့မတည့်ကြဘူးလေမတည့်ကြတဲ့ခါကျတော့ ကျန်တဲ့သူတွေနဲ့ရိုက်တဲ့ခါကြရင်ဒါအဲ့လို item နဲ့ချိန်ရတာဒီမိသားစုကြတော့အဲ့လိုတစ်ကြိမ်တည်းတညံနေဆိုတော့တိတ်ပြီးတော့အဲ့လိုမနှိရဘူးပေါ့နော်အပြန်ပြောတဲ့စင်လေးတွေမှာအဓိကတော့မမီဒေါခင်ဝီရဲ့လေတန်တွေအကုန်လုံးအတိုင်းပဲပြောတာပေါ့နော်ပြီးတော့မဘုံကလည်းအမေတို့တမီးလေးဖျက်ရမယ်အဲ့လိုကြီးကင်ကခက်ဆူဆူလေးဖျက်ရမယ်ဆိုပြီးတော့အဖေနဲ့မေကိုတော့ပြန်ပြောပြီးအကောင်းဆုံးကြိုးစားခဲ့ပါတယ်ရှင်မမီ မမီဟိုလို့မကျင်နဲ့ဒီလို့မကျင်နဲ့နဲ့ဒေါသဖြစ်နေစိတ်ကောင်းထားနိုင်မှာမဟုတ်ဘူးမစိတ်ကောင်းမရှိရလို့ဆိုရေဒီယာလည်းအမေမတော်ချင်ခက်ခဲတော့မရှိပါဘူးလို့ဆိုတော့လေတရားကရေဒီယာအဲဒေဒီဥစားနေနဲ့မမီတော်ခင်ရဲ့တမီဖြစ်တဲ့အတွက်ဒါစင်မမဆိုဒါရှရီရဲ့ဒဲဒီပဲဒါကမမီပဲအဲ့တော့အခက်ခဲတော့မရှိပါဘူးရှင်အဲတိကျတော့လည်းပတ်သက်ပြီးတော့အဲဘာလဲဒဲဒီဆိုလို့ရှင်လို့ရှင် တဲ့ဆိုလို့ရှိရင်ဒေဒီရဲ့လေတံပေါ့နော်ဒေဒီရဲ့လေတံတို့အားကြရဲအဲ့လိုလိုက်ပြီးတော့ဂျေမမ်မီဆိုလို့ရှိရင်မမ်မီရဲ့မျက်လုံးစူးနေရပဲတောက်တောက်ပပြရအောင်အဲ့အဲ့လိုမျက်လုံးနဲ့မမ်မီအကုန်လုံးလေးလာခဲ့ရဲမမ်မီဆိုလို့ရှိရင်မျက်လုံးရဲ့အားအားကောင်းနေမမ်မီရဲ့မျက်လုံးနဲ့ပဲအကုန်ဒေဒီဆိုလို့ရှိရင်ဒေဒီရဲ့အတန်ဒေဒီရဲ့အတန်ကြီးနဲ့အဲ့တော့မမ်မီကအဲ့အဖေနဲ့မေရဲ့ပုံစံတွေကိုအကုန်လုံးသူ့ကိုပြီးတော့စားခဲ့ဟုတ်ဂျေကန်ကလည်းဂျေကန်ကတော့အဖေရှိရပေါ့မမ်မီရောဒေဒီရှိရအောင်ရှောက်ရပါသူကသူ့ ဟုတ်ပါဘူးပုံပေါ်လာတာပါသူကရကန်ကပြောတယ်သူက rapper လို့ပြောတယ်အဲ့ဟုတ်ပါဘူးဒီလိုဒီလိုဒီလိုခေါင်းတော်နိုင်ပါလေပါလေနော် sorry တို့ကပြောစရဘာမှမလုပ်ဘူးလားလုံးလိုက်ရတဲ့အအတွေ့အကြုံသိရတယ်လို့ခံစားရတယ်ပြီးတော့ဟိုကိုကိုပထမတည့်ရက်နေ့ကအဆင်မပြေဘူးဆိုပေမဲ့နောက်ရက်တွေမှာကိုကိုအဲဒယ်ဒီတယောက်လိုမျိုးဟိုစိတ်ခံစားချက်ထည့်ထည့်လို့ရတယ်ပြီးတော့အပြင်မှာလည်းအဲ့လိုဆိုရင်ကျွန်တော်ဟို ပြောရဲတာမခေါ်ရဲတာမျိုးဖြစ်တယ်ဆိုတော့လေအပြင်မှာလည်းကျွန်တော်ကိုယ့်ကိုဒယ်ဒီလို့ပဲတုံ့နှုတ်လိုက်တယ်သူကလည်းသမီးလေးပါညာဆိုတော့ကျွန်တော်အခေါ်ဝါရီရောအာလော့ဒီရောအကုန်လုံးအဆင်ပြေသွားပါတယ်မှာပဲရှိရလေ one and only ဝေဖန်ပေးတာထောက်ပြပေးတာလက်ခံလို့ရတယ်ကျန်တာတိုက်ခိုက်တာတော့အစတည်းကအဲ့လိုမျိုးတွေအတွက်ကို သိပြီးတော့အာရုံမထားတော့အဲ့အဲ့လိုမျိုးတော့ကြုံစင်စားထားဟုတ်ကဲ့ကျွန်တော်ခုနပြောသလိုပါပဲအားလုံးပြင်ဆင်ထားပါတယ်ဒီကရနေပြီးတော့တက်ရောက်လာတဲ့အရာရာတွေကိုကျွန်တော်လက်ခံပါတယ်အစဲခံရမယ့် character ဖြစ်တဲ့အတွက်အဲကျွန်တော်ကိုယ်တိုင်ရဖို့ကျွန်တော်ပြီးတော့အစဲခံခြင်းနဲ့ mood ဝင်နေပါတယ်တော်တော်ဆက်ပြီးအောင်ဆက်ပြီးအောင်ဒီ character နဲ့ပတ်သက်ပြီးတော့ ကြည့်ရှုသူတိုင်းတို့တောက်ချင်းဆိုကောင်းကောင်းဝေဖန်ကြံပြုတ်ဝေကြပါအောင်လို့ဘာပဲဖြစ်အားလုံးကျင်းနေကျွန်တော်ကျင်းနေပါတယ်လက်ခံပါတယ်လို့ပြောချင်ပါဗိတ္တတွေအားလုံးဘာ application မှာဒီရမတ်ဇလန်တွဲကြီးကိုထုတ်လင်းပြသနေပြီဖြစ်ပါတယ်အားလုံးစောင့်မျှော်ကြည့်ရှုကြဖို့ဟဲ့ကောမြန်မာစတာပါစား